ချစ်ကိုတကယ်ကြောက်သွားပြီဒါမဲ့ကိုချစ်တဲ့လူတော့ခုချိန်တည်းရချစ်နေတော့မယ်ဒါမဲ့သူကတော့ခုချိန်မှာတော့ဂျပန်ပြည်ကြီးမှာပျော်နေပြီပေါ့နော်သူရဲ့ကောင်မလေးနဲ့ပျော်တယ်ဆိုရင်သတင်းကြားတော့လဲဝမ်းသာပါတယ်တတိယတိုင်းမြေတားပို့တာပေါ့ကောင်လေးနဲ့ပြီးခဲ့တဲ့နှစ်ဟိုရှစ်လပိုင်းတုန်းကအဲ့လို30ရက်နေမှာပဲပြတ်သွားတယ်အဲ့နေမှာပဲမန်နီနီခင်စော်ရဲ့တတိယတိုင်းမြေတားပို့ဆိုတဲ့တချင်းလေးရထွက်တဲ့ခါကျအဲ့တချင်းကို YouTube ကနေတောက်လျှောက်နားထောင်ပြီးသဘင်းနေထိုးတာ တရက်ထင်းတော့အဲ့လိုမျိုးပေါ့ဒီဒီငယ်တဲ့ကိုထိုးတဲ့သဘင်ကြီးပဲ၅ခုလုံးပြီးသွားတယ်အဲ့ဒီအချိန်တွေတုန်းကဘလို့ဖြစ်သွားလဲဆိုတော့ဗောနော်သူတို့ကိုအဲ့လိုပန်ပွင့်ပန်ပွင့်နဲ့နောက်ဆုံးမှာ ဟိုကိုယ့်ရဲ့လက်ထဲမှာပတ်စံကအစာမရှိရဘူးရှိတဲ့ဖုံကအစာရောင်းစားပြီးတော့ဟိုရောင်းစားရဲဆိုတာလေသူတို့ကိုပေးလိုက်ရပါဘောသူတို့ကအတင်းအသေးတန်အလိုဟိုဟာလိုတယ်ဒီဟာလိုရဲဆိုတော့ကိုကလည်းမလုပ်ပေးလို့ကလည်းမလရဘူးမလုပ်ပေးပဲလည်းမနေချင်ဘူးငါမလုပ်ပေးလိုက်ရင်သူများနောက်ပါသွားမလားဒါမှမဟုတ်ငါ့ကိုပဲညှို့ညင်သွားမလားဆိုပြီးတော့အတွေးတွေနဲ့တွေးမိတဲ့အတွက်ကြောင့်မို့လို့လုပ်ပေးမိရလုပ်ပေးရခါကျနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့အလုပ်တွေကလည်းမရှိဒုက္ခရောက်တဲ့အချိန်မှာအလုပ်လေးတော့ရှောက်တဲ့အခါမှာ ဟိုစားဖို့ရောဘာမှမရှိဘူးပတ်စံလည်းအဲ့လိုရေတောက်ဖို့ရေရေဘူးတာမရှိတဲ့ဘွားပေါ့နော်အဲ့နဲ့အလုတ်လျှောက်တဲ့နာမှာလမ်းဘေးကအဲ့ရေတန့်ရေဟိုရေတန့်တော့မဟုတ်ပေါ့နော်ရေအိုးစင်လေးမှာအဲ့ရေအိုးလေးတွေ့ရောကို့မှာပါလာတဲ့ဘူးကွန်လေးတွေကိုရေတောက်ပြီးတော့ကိုကိုကိုပြန်ပြီးစဉ်းစားတဲ့အချိန်မှာတော်တော်နောင်လာရပါလူဟာလက်စုပ်ပြတ်တဲ့ဘောင်မီရလဲခွာပြင်းတဲ့အဲ့အဲ့တော့ main မပုံတော့မဟုတ်ပါတော့ရောက်ချက်ပုံနဲ့ ကိုကိုကိုစဉ်းစားလိုက်တာငါဒီလိုဘဝရေဒီလိုမျိုးရောက်သွားပါလားရောက်သွားရတာဘသူတွေကြောင့်လဲဟိုဘသူတွေကြောင့်လဲတော့သူများတော့အပြစ်တော့မတင်ချင်ပါဘူးအဓိကမိမိဟိုဘသူမပြုတ်မိမိမှုလေနော်ကိုကချင့်ပြီးလို့ဒီလိုမျိုးဖြစ်သွားတာဟို ယောက်ျားလေးတွေတချို့ကတော့တချို့ကိုပြောရအောင်ယောက်ျားလေးတွေတချို့ကတော့ဟိုခြူစားတဲ့လူကတော့သူ့ရဲ့ခြူစားတဲ့နေတိုင်းနဲ့ခြူစားနေမှာပဲဒါကိုကိုရီးယားလွတ်အောင်တော့ရှောင်နိုင်ရမယ်အဲ့လိုမျိုးတွေးမိလိုက်တာပေါ့နော်ငါတော်ပြီလို့ဒီလိုမျိုးတယောက်ထက်ဒုက္ခရောက်တာလေသူတို့မသိဘူးပေါ့နော်သိတော့လေကိုယ်လည်းဘာမှကိုကိုပေါ်အကျိုးတရားမှုဘာမှမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ကိုအဲ့ဒီအချိန်ကစပြီးတော့တောင်းတောင်းဘယ်သူမှ မအမ်းတော့ဘောနော်ဟိုကိုအမ်းခဲ့တာဟိုလှုပ်လဲဘာမှမလှုပ်ပြီးတော့သူတို့ရဲ့ဘဝနဲ့သူတို့ကံနဲ့သူတို့ပဲလीနော်ကိုလည်းကိုဘဝနဲ့ကိုကံနဲ့လာတဲ့အတွက်ကြောင့်မလို့ဘသူမှလည်းခံစားပေးမနေတော့အဓိကတော့ကိုရဲ့မိဘကိုကိုချစ်တယ်ကိုညီကိုမောင်နှမကိုတူတွေခလေးတွေသူတို့ရှေ့ရရတဲ့အချက်ကတော့မေတ္တာအစဉ်မေတ္တာမှရတဲ့အတွက်ကြောင့်မလို့ကိုမိဘပဲကိုချစ်ပါကိုကိုကိုချစ်ပါလို့ပြောချင်ပါတယ်အချက်ကတော့တကယ်ကြောက်သွားပြီဒါပေမဲ့ကိုချစ်တဲ့လူတော့အခုချိန်တည်းရချစ်နေတော့မယ် ဒါပေမဲ့သူကတော့အခုချိန်မှာတော့ဂျပန်ပြည်ကြီးမှာပျော်နေပြီပေါ့နော်သူရဲ့ကောင်မလေးနဲ့အဲအတူတူနေပြီးပျော်ရွှင်နေကြပါပြီအဲ့လိုမျိုးပျော်တယ်ဆိုတဲ့တင်ကြတော့လည်းဝမ်းသာပါတယ်တတိယတိုင်းမေတ္တာပို့တာပေါ့အဲမေတ္တာတော့ပေါ့ဟိုကိုဘက်ကတော့အတက်နိုင်ဆုံးသူ့ကိုအကောင်းဆုံးလုပ်ပေးခဲ့ပြီးွားပြီပေါ့နော်ဟိုသူဂျပန်မှာသွားခင်ထီရောဒီမှာရှိတဲ့အချိန်နေရောအကုန်လုံးအဆအဆရရကောင်းမွန်လုပ်ပေးခဲ့ပြီးွားပြီအတ္တကို ဒီထက်ဒီထက်ပို့ပြီးကိုတတိယတိုင်းကို့ကိုပေါ့နော်နင့်နာကိုလှုပ်သွားတယ်လို့လည်းမတွေးမိတော့ဘူးဟိုဒီဘဝတစ်ခုမှာရေဆက်တစ်ခုကြောင့်ပါလာတယ်ဟိုရေဆက်ကုံကတော့ခွဲခွာရတယ်လို့ပဲတွေးပြီးတော့ဖះရောက်တိုင်းသူ့နင့်နာကိုဆူတောင်းတယ်အဲ့လိုပန်းလေးကပ်ပြီးတော့ဟိုကို့ဘက်ကတော့တက်နိုင်တဲ့လောက်တော့ဟိုဆူတောင်းပေးရပါဘောဒါပေမဲ့ဟိုဒီကားထဲမှာလို့တော့ကိုယ့်ရဲ့ချစ်တဲ့သူကိုအမုန်းပွားပြီးတော့တက်ပစ်လိုက်တာမျိုးတော့မလုပ်ဘူးပါနော် ်ဘာမှမထူးဘူးလေဆက်စပ်သူ့နဲ့လမ်းခွဲတဲ့နေ့ကလေးကသူ့ကိုတန်ဘလော့လိုက်တာပေါ့နော်ဘာလို့လဲဆိုတော့သူ့နဲ့ပတ်သက်တဲ့မီဒီယာဆိုရှယ်မီဒီယာတွေအဲ့လိုမျိုး Facebook တွေပြီးသွားရင်အဲ့လို Telegram တို့ Viber တို့အစအကုန်လုံးကတော့ဘလော့ထားလိုက်တယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ပဲပြောနေရမြင်ကွင်းကိုမြင်ရတဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ကမြစ်စရိယစိတ်တွေပွားနေမှာဆိုတဲ့အခါကျတော့ဟိုဘလိုပဲဖြစ်ဖြစ်ကိုချစ်တဲ့လူကသူများနဲ့တွေ့ရတဲ့အခါကျရင်ဟိုတချို့တချို့မဟုတ်ပါတော့လူတိုင်းကတော့ဟို ဒေါသတွေထွက်မိမယ်စိတ်မကောင်းတွေဖြစ်မိမယ်အဲ့ဒါကြောင့်မို့အဲ့ဒါတွေလုံးဝမမြင်ကျင်တဲ့အတွက်ကြောင့်မလို့ဘလော့ထားတယ်ပြီးတော့တတိယတိုင်းလည်းအဲ့လိုမျိုးမေတ္တာပဲအမြဲပို့တယ်သဘင်အတုကိုချုပ်တာကကြာတော့2016လောက်မှာကိုက main ကလေးလိုမျိုးနေကျင်နေပေါ့နော်နေကျင်တဲ့အခါကျတော့အဲ့လိုသဘင်နေကဟိုဒီနိုင်ငံမြန်မာနိုင်ငံမှာရှိတာကြာအဲ့လိုတရုတ်မိတ်တွေပေါ့ဟိုဆီလီကွန်အပြားရင်နဲ့အဲ့လိုအတူကြီးနဲ့တူတဲ့သဘင်နေပေါ့နော်အဲ့လိုသဘင်နေကို ဟိုတက်လိုက်တဲ့ခါကျရင်တကယ်အတုနဲ့တူတယ်မလှဘူးမလှတော့ကြောင့်မလို့ကိုပါကိုပေါ့နော်တီထွင်မဲဆိုပြီးတော့အဲ့လို YouTube တွေများများကြည့်ရအဲ့စပင်အတုလုံနီးတွေကိုကြည့်ရင်ကြည့်နေအဲ့မှာဇာထိုးတဲ့စပင်လေးကိုတွေ့သွားတော့အရန်သဘောကျပါအဲ့ငါဒါလေးလုံကြည့်အောင်မဲဆိုပြီးတော့အဲ့လိုစူးစမ်းပါပေါ့2016 19လောက်ကနေစူးစမ်းတာ2019လောက်မှအဲ့ဒါတက်သွားတာဘာဖြစ်လေးလာရလေနော်သူဆရာလည်းမရှိတဲ့အခါကျတော့ မိတ်ကက်တင်တယ်လည်းမတက်နိုင်သေးဘူးအဲ့လိုမျိုးမိတ်ကက်ဆိုရင်လည်းကိုယ့်ရဲ့ဟိုဝါသနာပါရအတွက်ကြောင့်မလို့ကိုယ့်ရဲ့စီနီယာရေးရှေ့ကနေပြောလေးလာတယ်စီးပူးတယ်တင်တန်းတော့မတက်နိုင်ဘူးပြီးတော့အဲ့လိုမျိုးလုံနေနေမှာသပင်အတုလေးကိုချုပ်တာချုပ်တာလုံရင်းလုံရန်နေနောက်ပိုင်းကျတော့အဆင်ပြေပြီးလှသွားတဲ့အခါကျတော့ကိုယ့်ရဲ့ရောင်တန်းနဲ့ဝင်လာပြီးဆိုတဲ့အခါကျတော့မှသပင်လေးတွေကိုအော်ဒါလက်ခံတယ်အဲ့လိုမျိုးချုပ်တယ်စိုင်သွင်းတယ်ပေါ့လုံနေတဲ့အချိန်တွင်းမှာကျတော့ကိုယ့်ဝါသနာအရန်ပါလို့လားမသိစိတ်မညစ်ဘူးတော့ဟိုပြက်သွားလဲရတယ်ငါပြန်လုပ်မယ် ဘလိုပဲဖြစ်စူးစမ်းတာပေါ့နော်ဟိုဘလဟိုပျက်စီးသွားလဲဒီຢာတွေကကိုယ်အတွေ့အကြုံဆိုပြီးတော့မှတ်လိုက်တယ်နောက်ပိုင်းလုံးလုံးရင်းနဲ့အဆင်ပြေသွားတဲ့အခါမှာအရန်ပီတီဖြစ်တယ်ကိုယ်ချုပ်ထားတဲ့သပင်လေးက customer ရဲ့ခေါင်းပေါ်ကိုရောက်ပြီးတော့တဲလေးအရန်အဆင်ပြေလှတယ်လို့ပြောတဲ့အခါမှာအရန်အတိုင်းမသိဝမ်းတရရပါဘောနော်အရန်လည်းပီတီဖြစ်မိတယ်ခက်ခဲဆုံးကပထမဆုံးခက်ခဲဆုံးအရာကတော့အဲသပင်ထိုးတဲ့အက်ကိုလိုက်ရှာရတာသပင်ထိုးတဲ့အက်ကတော့လုံးဝမရှိဘူးလေဒီမှာရောင်းလည်းမရအောင်အဲ့လိုတို့တွေ လိုင်းတရာတို့ဘာလို့ဆက်ဟိုပေါ့နော်သဘင်ဆက်ယုံနေမှာပဲရှိရသူတို့ကကြအဲ့ဆက်ယုံမှာလုံးမအရိယာသဘင်ထိုးတာကိုတင်ပေးတာပြီးတော့တကယ်လို့ဆက်ယုံကထွက်ရင်အဲ့ဒါတွေလုံးဝမတည်ရဘူးပြီးရင်ဆိုရှယ်မီဒီယာလည်းတင်ခွင့်မရှိဘူးပေါ့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကိုကတော့ဆက်ယုံကိုတော့မသွားဘူးပေါ့နော်အဲ့လိုမျိုးလေးလာရင်လည်းတိရပါပေါ့တိတဲ့အခါကျတော့ ုံးမွေးထိုးတဲ့အသေးဆုံးတက်တင်းအက်ကလေးကိုရှာတယ်ရှာပြီးတော့အဲ့ကပ်လီမာတွေပေါ့နော်ထိုးထိုးပြတာအဲ့ပထမတော့အယုတ်ကောင်းမရှိတော့တို့တွေပန်းထိုးတဲ့ဟိုပေါ့ကြိမ်ကွင်းလေးပုံမှာထိုးကြည့်တယ်နောက်ပိုင်းကျတော့ထိုးရင်းထိုးရင်းနဲ့ထိုးတက်သွားတဲ့အခါကျတော့ဟိုဇာပေါက်မှာသပင်တွေကမညှိသေးဘူးမလှသေးဘူးနောက်ပိုင်းကျတော့ဇာရဲ့ line လေးကိုတိချာလေးစကားပေါက်ပုံစံကြည့်တယ်အဲ့အက်ကလေးနဲ့ဘယ်လိုထိုးပြီးတော့လက်ကလေးအယူအသိမ်းဘယ်လိုလုပ်ကြလဲဆိုတော့တိချာကြည့်ရင်ကြည့်ရင်နဲ့မှအရန်ခတ်ခဲတဲ့ပညာကိုတက်မြောက်သွားတာပါ။သပင်လေးတွေထိုးရတာလေအဲ့လိုပေါ့နော် ကိုထိုးလိုက်လို့အကွက်တကွက်ကညီသွားပြီးခွဲချမ်းလေးလှသွားပြီးဆိုအရန်ပြော်တယ်ပြီးတော့ရင်စိတ်အရန်ညစ်တဲ့ခါလဲစပင်မဲထိုးတယ်အဲ့ကောင်လေးနဲ့ပြီးခဲ့တဲ့လပေါ့နော်ပြီးခဲ့တဲ့နှစ်ဟိုရှစ်လပိုင်းနှုန်းကအဲ့လို30ရက်နေမှာပဲပြတ်သွားတယ်အဲ့နေမှာပဲမန်နီနီခင်စော်ရဲ့သတိရတိုင်းမြစ်တာပို့ဆိုတဲ့ချင်းလေးရထွက်တဲ့ခါကျတော့အဲ့တချင်းကို YouTube ကနေတောက်လျှောက်နားထောင်ပြီးစပင်နေထိုးတာတရက်ထင်းတော့အဲ့လိုမျိုးပေါ့ဒီဒီငယ်တဲ့ကြီးကိုထိုးတဲ့စပင်ကြီးပဲ၅ခုလုံးပြီးသွားတယ် ိတ်စိတ်ကိုနှစ်လိုက်တာနောက်မဆိုဒီထက်ပိုပြီးခံစားရမှာလေကိုက over thinking တမားဆိုရခါကျတော့ဘာမှလည်းလုံးလို့မရအကုန်လုံးယူကျုံမရသူ့ကိုလည်းပြေးတွေးလို့လည်းမရသွားပြီးဖုံးဆက်ပြောလို့လည်းမရကိုပြောတာရောသူကလက်ခံပေးမဲ့လူလည်းမဟုတ်တဲ့ခါကျတော့ဒီစပင်းလေးပေါ်ပဲစိတ်နှစ်လိုက်တယ်အဲ့လိုမျိုးစိတ်နှစ်နေတဲ့ကိုတစပင်းလေးတွေကဟိုချစ်စရာလို့မြင်လာပေါ့နော်ပြီးတော့ကိုရဲ့အလုပ်လည်းဖြစ်တယ်ဒီလိုမျိုးဒီစပင်းလေးကိုလှုပ်တဲ့အတွက်ကြောင့်မလို့ကိုတလည်းအကျိုးမရောက်ဘူး ပြီးရင်ကိုရတဲ့ငွေကြေးတွေနဲ့လည်းလှူနိုင်တန်းနိုင်နဲ့ကိုမိဘကိုလည်းပေးနိုင်တယ်စေကံပြနိုင်တယ်အဲ့လိုမျိုးတွေးပြီးတော့ပဲသဘင်လေးပေါ့အဲ့လိုပေါ့မေတ္တာပို့ထားလိုက်တယ်ပေါ့သဘင်လောက်တယ်ပြီးသွားရင် belly dance ကရယ်ပေါ့နော် belly dance တော့အရန်ကပြစ်တယ်ဟိုကွာ Shakira fan ဆိုတဲ့အခါကျတော့လေကတာလည်းစိတ်ကိုအရန်ပြေပြီးတော့ပေါ့နော်စိတ်ပြေလက်ပြောက်ဖြစ်တယ်ပျော်စရာလည်းကောင်းတယ်ကလိုက်ရင်ကိုယ့်ရဲ့ stress တွေလည်းကျသွားတယ်ပြီးရင် အဲ့လိုမျိုးပေါ့ဟိုလမ်းဆန်းသွားတာပေါ့နော်မယ်ဆိုရင်တော့တနေကုန်ကိုတစ်ခါကြိုက်လဲတစ်ခုပဲပြီးကျင်လဲပြတစ်ခါကြိုက်တစ်ခုတည်းကိုဒဘက်လောက်ပြင်လဲဖြစ်သွားပြင်းတာဒါပေမဲ့ပြင်းနေဆိုရင်မဟိုအဲ့လောက်ကြီးတော့မဟုတ်ပေါ့ဟိုမပြင်းတာတော့များပါတယ် ထမဦးဆုံးလှုပ်လှုပ်ချင်းမှာပဲဟိုအခက်ခဲရှိရတော့ကြောင့်မလို့ဖြစ်နိုင်မှာမလားလို့တွေးရင်းနဲ့ဟိုဘောနော်အဲ့လိုမျိုးကြာသွားတာပဲရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ကိုလက်ဝင်ဖြစ်တယ်ဆိုတော့အကြာဟိုအကြောင်းအရာကိုသိသွားတဲ့အတွက်ကြောင့်မလို့တရက်ထဲနဲ့ကိုတုံးခုပေးတယ်အဲ့လိုလေလက်မှတ်ပတ်လဲပေါ့ငယ်တဲ့ငယ်တဲ့စာကိုကိုတိုင်းလည်းတက်ချင်တယ်ပြီးတော့ဟိုကင်စာသမားတွေပေါ့နော်ကင်စာသမားလေးကိုလည်းအဲ့လိုမျိုးသပင်လေးတွေပေါ့ပေါ့ပါနဲ့ဈေးတက်တက်တာလေးနဲ့တုံးစေခြင်းနဲ့အဲ့လိုလှုပ်ပေးခြင်းနဲ့ပြီးွားရင် အဲဒီကိုရီ LGBT လောကမှာလည်းရှိရပေါ့သပင်တုလေးတွေမဝယ်နိုင်တဲ့လူတွေပြင်အဲ့လိုပေါ့ဟိုအတုတွေတုံးနေမဲ့စားအစစ်နဲ့တူတဲ့ဇာသပင်လေးတွေကိုအဲ့လိုမျိုးတက်စီခြင်းနဲ့အဲ့လိုမျိုးရည်ရွယ်ချက်လေးနဲ့လုပ်ဖြစ်တာဟုတ်ကိုစိတ်ကကြတော့ဒီပေါ့နော်အဲ့ဒီကင်ဆာသမားတွေဆိုတာလေဟိုသပင်တွေကျွတ်တယ်သူတို့ယောဂလက္ခဏာအကြောင်းပေါ့အတွင်းထဲမှာခံစားနေရရဆိုပေမဲ့ သူလည်းလှကျင်ပါပဲလေနော်။သပင်ဆိုတာလူတယောက်ရဲ့ဖုံးကံလည်းဖြစ်တယ်လို့လူတယောက်ရဲ့အလှလည်းဖြစ်တယ်ဒုတိယမျက်နှာကသပင်ဆိုတဲ့အတွက်ကြောင့်မလို့ကိုအဲဒီသူတို့လေးတွေအတွက်ရည်ရွယ်ပြီးတော့ကိုယ့်ရှီယာဈေးတက်တက်တာနဲ့ဟိုတုံးလို့ရမဲ့သပင်လေးတွေကိုပေါ့နော်တည်တည်ချာချာလေးတက်စေခြင်းနဲ့လှစေခြင်းနဲ့ရည်ရွယ်ချက်ပါ။